ဟယ်လိုအားလုံးမင်္ဂလာပါတရက်ဒီရဒီလည်းရောက်လာပြီဆိုတော့ mango sticky rice လေးလောက်စားပါမယ်အရန်စားလို့ကောင်းတဲ့အချိုပွဲလေးဖြစ်တာကြောင့်လူတော်တော်များများလည်းကြိုက်ကြပြီးတော့ပောင်ပစ္စည်းနည်းနည်းလေးနဲ့လောက်ရတာလည်းအရန်တွေပါတယ်စိုက်နေမှာဈေးကြီးပေးဝယ်မယ်စားအိမ်မှာပဲများများဆဆနဲ့များများဆဆလောက်လို့ရရနေလေးသိချင်တယ်ဆိုရင်တော့ဆုနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်နော် ကောင်းကျင်းဆန့်ကိုတော့စံချိန်ခွက်နဲ့နှစ်ခွက်ထည့်ထားပါတယ်။နိုးစီဘူးနဲ့ဆိုရင်တော့တခုရှိပါတယ်။ကောင်းကျင်းဆန့်လေးတွေကိုပြောင်းစင်သွားအောင်လို့ရေနဲ့နှစ်ချိန်သုံးချိန်လောက်တည်တည်ရှည်ရှာလေးစီကြောပြီးထားပါမယ်။သူကကောင်းကျင်းဆန်တွေကိုအချက်မှဖြစ်တဲ့အတွက်ကောင်းကျင်းဆန်နှစ်ခွက်ကိုရေနှစ်ခွက်နဲ့အချိုးစားညင်ညင်နဲ့ပဲဒီတမင်ပန်းအိုးထဲမှာနိုင်ဝက်ကနေမိနစ်40လောက်ထိကိုတည်ထားပေးပါမယ်။ပြီးရင်တော့အုံလို150 ml ကိုဒီကြုံမဲ့အိုးထဲကိုထည့်လိုက်ပါမယ်။ဘူးထဲမှာအကျန်နေရာလေးတွေကိုလည်းရေချင်းပြီးတော့ထည့်လိုက်ပါမယ်။ အချို့အတွက်ကိုတော့တကြားကိုသုံးဆွန်းထည့်ထားပါတယ်အချို့ပိုကြရင်ပိုထည့်လို့ရပါတယ်အုံးတို့ရဲ့အရသာလေးလေးလေးပြည့်ဝဖြစ်နေအောင်လဲစားလေးနဲ့ငယ်ထည့်ပြီးရင်တော့တကြားရဲ့စားလေးပြောင်းဝင်သွားပြီးနည်းနည်းလေးပွက်လာတဲ့အထိကိုတည်တည်ရှာရှာလေးတည်ထားပြီးလိုက်ပါမယ်အုံးတို့လေးတွေပွက်လာပြီဆိုရင်တော့သူတို့အပေါ်ကနေပြီးတော့ဆန်းစားဖို့ရအတွက်အုံးတို့အနှင်းငယ်ကိုလည်းဖယ်ထားပေးရပါမယ်။သူကကောက်ညင်းကိုလည်းနည်းနည်းပဲလောက်တာမလို့အုံးတို့ကိုလည်းနည်းနည်းပဲထည့်ရတာပေါ့နော်။တကယ်လို့ကိုကကောက်ညင်းများများလေးလောက်တယ်ဆိုရင်တော့အုံးတို့ကိုလည်းပို့သုံးပေးရပါမယ်။ ကဲဆူရောကောက်ညင်းလေးချက်ထားရလဲချက်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုပကံတစ်လုံးနဲ့ကိုခူးထည့်တာပေးလိုက်ပါမယ်ကောက်ညင်းကိုချက်ထားရစားလို့ရှိရင်ပေါင်းမိတာကတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဆူရောချက်တဲ့အခါမှာကောက်ညင်းရဲ့အစည်းတက်တွေကသမင်းပေါင်းရဲ့အောက်မှာကပ်ပြီးတော့ဆန်နေလဟတ်သက်ဖြစ်သွားတယ်လို့မျိုးဖြစ်ပါတယ်ပြီးရင်တော့ဆွမ်းနာကကြံနေတဲ့အုံတို့ရီအားလုံးကိုကောက်ညင်းပေါင်းအားလုံးနဲ့ကိုထည့်ပြီးတော့မှကောက်ညင်းနဲ့အုံတို့နဲ့ရောသွားပြီးတော့နှက်ဆက်သွားတဲ့အထိကိုတတိချာချာလေးမှွေထားပေးလိုက်ပါတယ်ပြီးရင်တော့အုံတို့တွေကောက်ညင်းနဲ့ကိုစိတ်မီတော့ဝင်သွားဖို့ရအတွက်လဲဒါလေးကို10မိနစ်လောက်နှက်ထားခဲ့ပါမယ် ဖယ်ထားခဲ့တဲ့အုံနှုတ်လေးတွေကိုတော့အိုးထဲပြန်ထည့်ပြီးတော့မှသူ့ရဲကိုကော်မုတ်လေးအနေငယ်ထည့်ပြီးတော့ခက်ပြစ်ပြစ်လေးဖြစ်လာတဲ့အထိကိုမီးဖို့ပေါ်မှာပြန်ပြီးတော့ကြိုထားပေးပါမယ်။ဒါလေးကကြတော့သူ့ရအပေါ်ကနေပြီးတော့စမ်းစားဖို့အတွက်အုံနှုတ် sauce လေးပဲဖြစ်ပါတယ်။မှွေနေတဲ့မှာအုံနှုတ်လေးတွေကသူ့တစ်ဖြည်းဖြည်းနဲ့ပြစ်လာပါပြီ။သူ့ရခက်ပြစ်ပြစ်လေးဖြစ်လာပြီဆိုလို့ရှိရင်တော့ဒီအုံနှုတ် sauce လေးကလည်းပြီးသွားပါပြီ။ဒီအုံနှုတ် sauce လေးကိုတော့သူ့ရအချိုနဲ့မတည့်တဲ့သူအချိုသိမ့်မစားတဲ့သူဆိုလို့ရှိရင်တော့ထည့်ပြီးတော့မစားလဲရပါရဲ့နော်။ကဲပြီးရင်တော့သူ့ရပကံလေးထဲမှာဖယ်ထားပေးလိုက်ပါမယ်။ တရက်သီးကိုတော့စုကစိတ်တလုံးကိုပဲအသုံးပြုရပါတယ်။ကျိုင်းနေတတ်တဲ့တရက်သီးကိုအသုံးပြုလို့ရပါတယ်။စုတရက်သီးလေးတွေကိုအခွန်ကွာပြီးတော့မှဆက်ကြိုက်ပုံစံလေးတွေလှိထားပေးလိုက်ပါမယ်။ဒီတရက်သီးနေရာမှာအခုချိန်ကဒူးရင်သီးရသည်ဖြစ်တဲ့အတွက်ဒူးရင်သီးလေးနဲ့လည်းစားရင်အရန်ကိုလိုက်ဖက်ပါရဲ့။ဒီတရက်သီးအုံတို့ကောင်းခြင်းလေးရဆိုလို့ရှိရင်ထိုင်းမှာဆိုရင်လည်းထိုင်းရိုးရအစားအစာတမျိုးဖြစ်တဲ့အပြင်ကိုမှတော်တော်များများကြိုက်ကြတဲ့အချိုပွဲလေးလေးဖြစ်ပါရဲ့။ကဲဆူရိုတရက်သီးလေးလည်းအားလုံးလေးတို့ပြီးသွားပြီဆိုလို့ရှိရင်တော့စားဖို့အတွက်ပကံလေးကိုထည့်လိုက်ပါမယ်။ နှက်ထားတဲ့အုံနှိုးကောက်ညင်းလေးရဲ့ပြီးရင်လှိထားတဲ့တည့်တည်လေးကိုဘေးကထည့်ပြီးတော့မှအစောကပြင်ဆင်ထားတဲ့အုံနှိုး sauce လေးကိုအပေါ်ကနေစားလိုက်မယ်ဆိုလို့ရှိရင်တော့အရန်ကိုစားလို့ကောင်းတဲ့တည့်တည်အုံနှိုးကောက်ညင်းလေးရသွားပြီပဲဖြစ်ပါတယ်။နှမ်းကတော့သူကအပေါ်ကနေပြီးတော့အလှဖြူတာမလို့မထည့်လဲရပါရဲ့နော်။ကဲဒါဆိုလို့ရှိရင်တော့ဆေးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တအုပ်တယောက်ရှင်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် နောက်ထပ်လည်းဗီဒီယိုလေးတွေစလိုက်တင်ပေးအောင်မလို့ဆူရဲဆူကစ်ချန် channel လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။ကျေးဇူးပါ။